င်္ဂလာပါရှင်ကျမကတော့ချီချိုဆက်မ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါတော့မယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွင်နဲ့ဖြစ်တဲ့တပ်ဖွဲ့တွေမှာအမြဲတမ်းရှုံ့နေခဲ့တဲ့အတွက်မုံရအခြေဆိုင်နောက်မြောက်တိုင်းစစ်ဌာနချုပ်ဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုတာဝန်ကနေအနာပေးပြီးဗိုလ်ချုပ်ကျော်သူရကိုခန့်အပ်လိုက်တယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေစီကသိရပါဗျာ။ စစ်စီရေးမှရှုံနေတာနဲ့အာဂရီလိုက်စားမှုတွေကြောင့်ဗမှုကျုပ်မျိုးမင်းထွေးကိုနိုဝင်ဘာလ24ရက်မှာအနာပေးလိုက်တာလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်ဗမှုကျုပ်မျိုးမင်းထွေနဲ့အတူတက်မသုံးသုံးတက်မမှုကိုလည်းဖန်ထားတယ်လို့သူကပြောပါတယ်။အစ်စ်ပြောင်းရွှေ့လာတဲ့နမခတိုင်းမှုဗိုလ်ချုပ်ကျော်သူရဟာကလောမျိုးအခြေဆိုင်စစ်ဦးစီးတက္ကသိုလ်ကကြာအုပ်ကြီးဖြစ်ပြီး DSA ပတ်စဉ်39ကဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ဗိုလ်မှူးချုပ်မြို့မင်းထွေးဟာ2024ခုနှစ်အဂုလ3ရက်ကရမခအခြေဆိုင်လာရှိုးမြို့တိုင်တပ်ပွဲမှာကုကန့်တက် MNDAA အဖွဲ့ရဲ့ဖမ်းဆီးခံရပြီးပြန်လွတ်လာပြီးနောက်2024ခုနှစ်ဒီဇင်ဘာလမှာစစ်ကောင်ဆောင်ကနာမခတိုင်းမှုအဖြစ်ခံခဲ့ရဖြစ်ပါတယ်စစ်တပ်အနာသိပြီးမုံရအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်တောင်းလဲခံထားခဲ့တာ၅ဦးအထိရှိပြီးအဲ့ဒီသူတွေကတော့ဗိုလ်မှူးချုပ်မြို့မိုးအောင် ဘူကျုပ်ဖြိုတန့်ဘူကျုပ်တန်ထိုက်ဘူမှုကျုပ်မျိုးမင်းထွေနဲ့ဘူကျုပ်ကျော်သူရတို့ဖြစ်ပါရဲ့ရှင်အရှိတောင်အရှတလွှားမှာရေကြီးရချံမှုတွေဇက်တိုက်ကြုံတွေ့နေရပြီးထိုင်းနိုင်ငံတောင်ပိုင်းဟတ်ရိုင်မြို့မှာတော့အနှစ်300အတွင်းမိုးရေချိန်အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ် ဌာနကံဒေတာတချို့မှဒီစံချိန်တည်းရေးကြီးမှုကြောင့်လူ33ဦးထက်မနည်းသေဆုံးခဲ့ရပြီးတော့ကယ်ဆယ်ရေးအတွက်စစ်တင်မောတွေရဟတ်ရင်တွေပါအသုံးပြုနေရတာပါပြီးခဲ့တဲ့တစ်ပတ်ထဲနိုင်ငံတောင်ပိုင်းကခရိုင်ဆယ်ကူမှရေးကြီးခဲ့ပြီးမလေးရှားနယ်စပ်ဟတ်ရိုင်မှာတရက်ထဲမိုးရေချိန်335မီလီမီတာထိရှိခဲ့ပါတယ်ရုတ်တံမှတ်တမ်းတွေမှာတော့အိမ်တွေကားတွေရင်းနှီးမြှုပ်နေပြီးခေါင်မိုးတွေပေါ်မှာပိတ်မိနေတဲ့ဒေသခံတွေကိုကယ်ဆယ်နေရပုံတွေတွေ့မြင်ရပါတယ် အင်းချင်းဗီယက်နမ်မှာတပတ်အတွင်းသေဆုံးသူ98ဦးထိရှိလာသလိုမလေးရှားမှာလည်းလူ1900ကျော်အိုးအိမ်ဆုံးခွာတိတ်ရှောင်နေရပါတယ်။ထိုင်းမှာတော့ရေကြီးမှုတန်ကြောင့်ထိခိုက်သူ2တန်းထိရှိလာပြီး13000လောက်ကိုပဲဘေးလွတ်ရာရွှေ့ပြောင်းပေးထားနိုင်ပါသေးတယ်ရှင်။ ဖားကံမြို့နယ်ထဲစစ်တပ်ကစစ်ရေးလှုပ်ရှားမှုတွေခက်ဆစိတ်ပြုလုပ်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကြောင်းမှုအပါအဝင်သုံးပန်းတချို့ကို KIA ကဖမ်းဆီးရမိထားပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ကချင်ပြည်နယ်ဖားကံမြို့စန်းကြွယ်ကြီးရာညောင်ပင်ကုန်းနဲ့ကတဲ့မော်ရီဘက်ကိုနိုဝင်ဘာ25ရက်နေ့ကစစ်ကော်မရှင်တပ်တွေစစ်ကြောင်းထိုးလာတာကြောင့် KIA ဘူပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA စစ်ရေးတပ်ရင်းမြစ်ကတီးရပါတယ်။တိုက်ပွဲအတွင်းစစ်ကြောင်းမှုအစင်း အရာရှိတယောက်အပါအဝင်စစ်တုံးဘတ်တချို့ကိုလည်းဖမ်းဆီးရမိတယ်လို့ဆိုပါတယ်။အစ်ကြောင်မို့အစ်နဲ့စစ်ကြောင်မို့စေရရှိတယောက်နဲ့တချို့ကမ်းမိတာပေါ့နော်။အာတရားတော်မနီယာသူတို့စစ်ကြောင်ထိုးလာလို့ကျွန်တော်ဘက်ကခုခံတိုက်ခိုက်ကြရကနဆန်ချွေတောင်ပြင်ကုန်းဒီတတိယမောင်ဘက်ကထိုးလာရပေါ့နော်။သူဘက်ကဒီခါဒီဇုံးတော်ရရှိတယ်။အလို့ရှိတော့ပြန်ဆုံးသွားတယ်ပေါ့။စစ်ကောင်မရှင်ပူပေါင်းတဲ့သူဟာ25ရင်းနေမနက်ပိုင်းကစပြီးစစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဂဒိန်မော်နဲ့လွန်ကင်ကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ဒါအပြင်စကွန်ပရှင်တပ်တွေဟာနိုမာ25ရင်းနေကလက်နက်ကြီးဒရုန်းတို့နဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ရဲသားနေအိမ်ထိခိုက်မှုတွေရှိပြီးဂဒိန်မော်မိသက်ယုံလဲထိမှန်ပစ္စည်းပြီးထိခိုက်တံရရသူလည်းရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ညရောကထိခတ်တာကတော့ဒီတတိယမော်ဒီဥစားတရားရဲ့အိမ်ပေါ့နော်ဒီတိုက်ပစ္စည်းတွေရဲ့ပေါ့နော်နောက်ပြီးတော့ဒီတတိယမိတ္တယုံလည်းလည်းနဲ့ကြီးထိတယ်အဲ့ဒီမိတ္တဝန်ထမ်းကြောင်လည်းလည်းကြီးစား ဒီမှာကြောတန်ရရလို့စေယုံပို့ထားတယ်ပေါ့နော်။တိုက်ပွဲရှိ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 အာနေတိုင်းရလို့လည်းကြည်တာရတော့တုံးဆုံးပဲပေါ့နော်။ဒီလူတွေကတော့ဒီလည်းကြည်တန်ကြရင်ဝင်လာနေတယ်။နိုဝင်ဘာလ9ရက်နေ့ကစပြီးဖကန့်လုံခင်းမစီစာကြည့်ရတဲ့ရှောက်စီရင်ရအလုံးရင်နဲ့စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးစီရေလှှရှားလာတာကြောင့်နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ဖက်ကတ်မှာစစ်ကောင်မရှင်စစ်ကြောင်းထမှန်ဝင်ရောက်လာတဲ့အခုအပတ်အတွင်းမှာပဲတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကြည့်ရရက်ွက်ဒီဘက်ကိုဦးတည်ပြီး လေကြောင်းအပြင်လက်နက်ကြီးဆက်တိုက်ပစ်ခတ်မှုတွေကြောင့်ရဲသားတိုက်စုံမှုတွေလည်းဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။နိုဝင်ဘာလ17ရက်နေ့မှာဝိုက်ချောလီရင်နဲ့လာရောက်ပုံကျခဲ့တာကြောင့်မိခင်ဖြစ်သူမြို့သမီးတို့ဦးတိုက်စုံပြီးကလင်းငယ်အပါဝင် မြို့သားတို့ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာလ17ရက်နေ့မှာလည်းဖကတ်ပြူဟာကုန်းကနေလုံခင်အုပ်စုတော်မော်အတက်လန်းဂဒိမော်မဆာဘက်ကိုလက်နက်ကြီးဆက်တိုက်ဖြစ်ခတ်ခဲ့တာကြောင့်ကလင်းငယ်တို့ဦးထမှန်တိုက်စုံခဲ့ပါတယ်။ စစ်တပ်ကနေရပြန်ယူထားတဲ့လုံခင်မော်စီစာနမဖြစ်မော်ဝမ်ဂျီမော်ဝမ်ကလေးစရိနေရာတွေကိုရာနှုံးပြည့်ထိန်ချုပ်နိုင်ဖို့အတွက်နိုဝင်ဘာလ6ရက်နေ့မှာဖကန့်ကာမိုင်နေရာလမ်းပိုင်းကနေရဲတပ်သားတွေအပါအဝင်စစ်ကြောင်းထိုးတက်လာခဲ့ကြတာဖြစ်ပါတယ်။ကျွန်မဟန္နာပါကရနီပြည်နယ်ဒီမော့ဆိုမြို့နယ်မှာဆစ်ရှောင်းနေကြတဲ့ပြည်သူတွေအတွက်အနှွေးတဲ့နဲ့ဆောင်တွေလိုအပ်နေတယ်လို့ဆစ်ရှောင်းတွေကိုကုညီပေးနေသူတွေကနိုဝင်ဘာလ26ရက်မှာပြောပါရတယ် ဒီမော့ဆိုမှာလက်ရှိရာသီဥတုက17ဒီဂရီစင်တီဂရိတ်ကနေ19ဒီဂရီစင်တီဂရိတ်ကြားမှာရှိနေပြီးအဲဒါကြောင့်စစ်ဆောင်တွေအတွက်ဆောင်းတွေလိုအပ်နေတာလို့ဆိုပါရယ်စစ်ဆောင်တွေနဲ့တော်လှန်ရေးဘော့တွေပါအနှွေးတယ်ဥထုပ်ချက်အိတ်နဲ့ဆောင်းတွေလိုအပ်နေပြီးဆောင်းအပါသုံးတက်ချုံရင်တော့အေးဆက်နေတယ်လို့စစ်ဆောင်ရေးကူညီပေးသူတယောက်ကပြောပါရယ်ဒီမော့ဆိုနောက်ဘက်ချက်မှာစစ်ရှောင်းစခန်းပေါင်းတရာကျော်ထိရှိနေပြီးစခန်းတစ်ခုကိုလူဦးရေ900ကနေ1000ကျော်တဲ့စစ်ရှောင်းစခန်းတွေလည်းရှိတယ်လို့သိရပါဗျ။ ီမော့ဆိုမှစစ်ပေးရှောင်ပြည်သူတသိန်းကျော်ရှိနေပြီးစစ်ရှောင်ကာလလေးနှစ်ကျော်လာတဲ့အတွက်စားနပ်ရိက္ခာနဲ့အနှွေးတဲ့ဆောင်တွေလိုအပ်နေပြီးအလှရှင်နေပါလာတယ်လို့ဆိုပါတယ်။ဒါ့အပြင်ဒီမော့ဆိုမြို့နယ်ကနေရာတချို့ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်စစ်ရှောင်နဲ့ဒေသခံတွေနေရာထွက်ရတာတွေလည်းရှိနေတယ်လို့သိရပါတယ်ရှင်။ တောင်ကိုရီးယားဝန်ကြီးချုပ်ဟောင်ဟန်ဒက်ဆူကိုပြီးခဲ့တဲ့ဒီဇင်ဘာလကသမရဟောင်ယွန်းဆွေရောရဲ့စစ်အုပ်ချုပ်ရေးဆိုင်ရာမအောင်မြင်တဲ့ဂျိုပန်ချက်ကိုအပိအမြောက်ပြုတဲ့ဆိုရဲဆွဆွဲချက်တွေအတွက်ထောင်နဲ့15နှစ်ချမှတ်ဖို့တောင်ကိုရီးယားအထူးအစိုးရရှင်တွေကနိုဝင်ဘာလ26ရက်မှာတောင်းဆိုခဲ့ပါတယ်။ဟန်ဟာစစ်အုပ်ချုပ်ရေးနဲ့ဆက်စပ်တဲ့ရာဇမှုဆိုင်ရာဆွဲချက်တွေအတွက် အောက်တရားရုံးကနေဆုံးဖြတ်ချက်ချခံရတဲ့ပထမဆုံးအစိုးရအဖွဲ့ဝင်ဟောင်းဖြစ်လာမယ်လို့မျှော်လင့်နေကြပါတယ်။ တဟအမှုတယ်ရွံ့ရက်လက်ရှိတရက်ခွင်နဲ့နောက်ဆက်တွဲစီရင်ချက်တွေအတွက်အခြေအနေကိုသတ်မှတ်ပေးနိုင်ပါတယ်။လာမယ့်နှစ်အစောပိုင်းမှာဟန်ရဲ့အမှုအတွက်ဆုံးဖြတ်ချက်တရက်ပေါ်ပေါက်လာနိုင်တယ်လို့လည်းမီဒီယာတွေကထင်ကြေးပေးနေကြပါတယ်။ဟန်ကတရားမဝင်အရေးပေါ်စစ်အုပ်ချုပ်ရေးကိုကြီးညာတဲ့ပုံကံမှုရဲ့ခေါင်းဆောင်အဖြစ်ရိုးရဲအခန်းကဏ္ဍကိုကုညီပတ်မှုပေးမှုအတွက်တရားစွဲဆိုခံထားရပါတယ်။ဟန်ကမမှန်တသက်ကဏ္ဍကလွဲလို့ဆွဆွဲချက်တွေကိုညှင်းဆို့ခဲ့ပါတယ်ရှင်။ ဗင်နီဇွဲလားသမရနီကိုလတ်စ်မာဒူရိုဟာကာရာကတ်စ်မြို့တော်မှာအရက်ပတ်စစ်ဘက်ခြေတပ်ပွဲကိုနိုဝင်ဘာလ25ရက်မှာဦးဆောင်ခဲ့ပြီးတော့ဘဲအင်ပါယာရဲ့ချိန်ချောက်မှုကနေမဆိုနိုင်ငံကိုကာကွယ်ဖို့ကတိပြုခဲ့ပါတယ်ရက်သားတွေနိုင်ငံရေးသမားတွေနဲ့လက်နက်ကိုင်တပ်ဖွဲ့တွေအကြားစီလုံးညညမှုကိုတောင်းဆိုခဲ့ပါတယ်။ထိုက်တဲ့အစိုးရအရာရှိတွေနဲ့စစ်ဘက်ဝန်ထမ်းတွေတက်ရောက်ခဲ့တဲ့အဲ့ဒီအခမ်းအနားမှာမျိုးသားရေးတင်ကြတာတွေကိုဂုဏ်ပြုခဲ့ပြီးအထူးသဖြင့်အမေရိကန်ပြည်ထောင်စုအပါအဝင် ပြင်ပဖိအားတွေကိုဗင်နီဇွဲလာကခုခံမယ်လို့ပြန်အတည်ပြုခဲ့ပါတယ်။မာဒူရိုကတတိရှိရှိနဲ့ဆွန့်လွတ်အနေနာခံဖို့တိုက်တွန်းခဲ့ပြီးတော့ဘိုလီဗာရဲ့အမွေအနှစ်ကိုကြီးညွှန်ရင်ဒီကောင်းချီးမင်္ဂလာရှိတဲ့မြေရဲ့တလက်မချင်းစီကိုကာကွယ်ဖို့နိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။အမေရိကန်စစ်ရေးချိန်ချမှုတွေနဲ့ဖိအားတွေတိုးလာနေတဲ့ဗင်နီဇွဲလာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးနဲ့စီးပွားရေးတင်းမာမှုတွေကြားမှာဒီချီတက်ပွဲဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်ရှင်။ ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆက်ပါရှင်